ဆက်သက်လေတီဟာတနအိမ်ပိုင်း60နီးပါးထိလင်းမြအောင်ပြန်တန်းနိုင်တယ်လို့လေ့ကျင့်240ကီလိုဂရမ်ထိသေဆောင်နိုင်ပါတယ်။မြင်းပင်1800အထိလည်းပြန်တက်နိုင်ပါတယ်။ဒါကြောင့်မျောလင့်မထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တယ်လို့သတိပြုပါ။အင်ဂျင်ဆက်တန်ပန်ကာချန်ကြားရင်ပတ်ဝန်းကျင်ကိုလေ့လာပါ။ဆက်သက်လေတီကိုမြန်မာကဒါမှမဟုတ်အန်ဒီရဲ့3ပေးချက်ရရင်ချက်ချင်းဘုံကိုကျင်တဲ့ပုံကိုပါ။ လူထုထက်တဲ့နေရာနဲ့စီရီအခြေဆိုင်စခန်းလိုမျိုးပြစ်မှတ်ဖြစ်နိုင်တဲ့နေရာတွေကိုသတိပြုရှာကြပါမန္တလေးတိုင်းမြင့်ကျန်ခရိုင်နယ်ကကျေးရွာတွေကိုအောက်တိုဘာ16ရက်မှာစုံစုကလေချောင်းကနေဘုံကျဲပစ်ခတ်ခဲ့ရကြောင်းဒေသခံ9ဦးသေဆုံးပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြုပြောပါရယ်မြင့်ကျန်ခရိုင်အတွင်းကငစုံမြင့်ကျန်နှထိုးကြီးတောင်သာစတဲ့မြို့နယ်တွေကကျေးရွာတွေကိုစုံစုကတရက်ထဲမှာ စက်တက်လေးတီတိုက်လေရင်နေနဲ့လေချောင်းကနေဘုံကျဲခဲ့တာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။တောင်သာမြို့နယ်မြောက်ချမ်းမှာရှိတဲ့ရုံးပင်ကျွာကိုတိုက်ပွဲဖြစ်နေတာမရှိဘဲနဲ့ဂျက်ဖိုက်တာနဲ့လေချောင်းဘုံကျဲခဲ့ရာကြောင့်အမျိုးသမီးတဦးနဲ့အမျိုးသားတဦးတို့သေဆုံးပြီးတော့ကလေးငယ်တဦးပါဝင်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြေပြင်သတင်းမြစ်တွေကပြောပါတယ်။အလားတူနှထိုးချင်းမြို့နယ်မြောက်ချမ်းမှာလည်း စက်တက်လေးတီနဲ့ဘုံကျဲခဲ့ရာကြောင့်အမျိုးသမီး2ဦးနဲ့အမျိုးသား2ဦးတို့သေဆုံးခဲ့ပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့နေအိမ်နေလက်ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ဒေသခံသတင်းမြစ်တီကဆိုပါတယ်။နထိုးကြီးမြို့နယ်ထဲမှာစစ်ကြောင်းတို့မိရှုနေတဲ့စိုးစုနဲ့တော်လိုင်းကြီးပူပေါင်းတပ်ဖွဲ့ကြီးကနေ့စဉ်လိုလိုတိုက်ပွဲတွေဖြစ်နေတယ်လို့လေကြောင်းကနေမကြကနဘုံကျဲနေတာလို့ဒေသခံတွေကပြောပါတယ်။အော်တိုဘာ20ရက်မှာလဲနထိုးကြီးမြို့နယ်အနောက်ခြမ်းနဲ့တခြားနေရာတွေမှာစိုးစုကတိုက်လေရင်နဲ့ဘုံကျဲနေပြီးတော့ ေဆုံးထိခိုက်ဒဏ်ရာရရှိတဲ့အသေးစိတ်အခြေအနေကိုတော့မသိရသေးပါဘူး။ရင်းကြံခရိုင်တန်းမှာအောက်တိုဘာ19ရက်တရက်ထဲမှာစုံစုလေးချောင်းပုံကျဲခရိုင်ကြောင့်အမျိုးသမီး၄ဦးနဲ့အမျိုးသား၃ဦးသေဆုံးခဲ့ပြီး၅ဦးထပ်မံတဲ့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်တွေလည်းထိခိုက်ပျက်စီးသွားခဲ့တယ်လို့ဒေသခံသတင်းမြစ်တီကဆိုပါရယ်။ရင်းကြံခရိုင်ထဲမှာစုံစုကပြီးခဲ့တဲ့ဩဂုတ်လကစတင်ပြီးရွေးကောက်ပွဲလုပ်ဖို့နေမြေစုမိုးနိုင်ဖို့ရအတွက် ကျေးရွာတွေကိုအင်အားအများအပြားနဲ့စစ်ကြောင်းထိုးမိရှုံနေသလိုဒေသခံတွေကိုဖမ်းဆီးတပ်ဖြတ်တာအသက်မပြည့်သေးတဲ့မိန်းကလေးငယ်တွေအပါအဝင်အမျိုးသမီးတွေကိုအရမပြုကျင့်တပ်ဖြတ်တာတွေလှုပ်ဆောင်နေတယ်လို့ဒေသခံတွေက MFP ကိုဖြေဆိုထားပါတယ်။လက်ရှိမှာစိုးစုစစ်ကြောင်းထိုးမိရှုံတာနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်မြင်းချန်နထိုးကြီးတောင်သာစတဲ့မြို့နယ်တွေမှာရှိတဲ့ကျေးရွာတွေကဒေသခံတွေတောင်းနဲ့ချီဟာထွက်ပြေးတိမ်းရှောင်နေရပြီးတော့ စားနေရိတ်ကစေဝါအမိုးကစတဲ့အကူအညီတွေလိုအပ်နေတယ်လို့မြေပြင်မှာကူညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေကဆိုပါတယ်။